တော့ဒီခက်ပြက်ကြီးမှာအားလုံးကပေါ့နော်ဆရာမတို့အတူတူပဲနော်ဒုက္ခတွေရောခက်ခဲတွေရောအားလုံးအတူတူရင်ဆိုင်နေကြတဲ့အခါမှာပြောချင်တာကဆရာမတို့အားလုံးကတယောက်ကိုတယောက်နော်ကိုချင်းစာဖို့တွေအရန်ရေးကြီးတယ်နော်အတ္တတွေလျှော့ကြဖို့လိုတယ်အဲ့တော့အခုယောက်ျားလေးတွေကိုလည်းပြောချင်တာကနော်ဒီမှာအဒုတိယနေရာမှာရှိနေတဲ့အမျိုးသမီးတွေမိန်းကလေးတွေဆရာမတို့လာပြောကြတဲ့ပြဿနာတွေမှာအဓိကဘာပြဿနာပါလဲဆိုတဲ့အခါကျတော့ ဒီအိမ်တော်ရဲ့ယောက်ျားမန်းတိလို့ပေါ့နော်နောက်ဆုတ်ချင်တယ်နော်ဆက်ပြီးမှမပတ်သက်ချင်ဘူးစူးစမ်းတဲ့အခါမှာယောက်ျားတွေကလေချိန်ချောက်တာတွေနှိပ်စက်တာတွေရိုက်နှက်တာတွေ အများကြီးကြုံရကြတယ်နော်အဲ့တော့ဒီကအိမ်ကကိုယ့်အိမ်ကရှိနေတယ်အိမ်တော်ဟိုပေါ့နော်အိမ်အောင်ရှင်မပထမမိန်းမညမှာရှိတဲ့မြို့သမီးတွေကမတိပဲနဲ့လေဒီဒုတိယမိန်းကလေးတွေကိုသွားပြီးတော့မှအဲတအားကိုသွားပြီးပြစ်တင်ပြောဆိုတယ်အများကြီးပေါ့နော်အဲ့လိုလေးရှိရတယ်ရှိတယ်ပေါ့အော်ဒီကလေးတွေက ဒီမိန်းကလေးတွေကတကယ်လွံ့မြောက်ချင်နေတဲ့မိန်းကလေးတွေဆိုလို့ရှိရင်ကျမကဲတင်စီချင်တာပေါ့နော်ယောက်ျားလေးတွေကိုလည်းပြောချင်တာကအကိုတို့မောင်လေးတို့ပေါ့နော်ဟိုပေါ့သူများသားသမီးကိုသူတို့မှကိုယ်တကယ်မလိုအပ်လို့ကိုယ်ကိုယ်နဲ့ပေါ့နော်ဒုတိယအိမ်တော်ဖြစ်နေတကယ်မနေချင်လို့သူတို့ဘဝလေးကိုသူတို့ရုန်းထွက်ချင်ရင်ရုန်းထွက်ခွင့်ပေးကြပါအဲ့တော့အတားမကြည့်ကြပါနဲ့ပေါ့နော်ကျမအဲ့ဒါလေးပြောချင်တယ်ဘာလို့လဲဆိုတော့သူတို့ဘွားလေးတွေသူတို့ကိုလှလှပပလေးနဲ့ လွတ်လွတ်လပ်လပ်လေးနေထိုင်သွားလာခွင့်ပေးကြဖို့ပေးကြပါပေါ့နော်နောက်တစ်ခါသူတို့ကသူတို့သူတို့ရဲ့ပို့ပြီးတော့မှကောင်းမွန်တဲ့အိမ်အောင်တဲ့ဘွားလေးကိုလည်းသူတို့တိဆောက်နိုင်ကြအောင်အဲ့လောက်လေးတော့ကျွန်မဟိုနားလည်ပေးတယ်လို့ထင်တယ်သူများ တပြူသမီးပြူရေဘွားကိုရအောင်လေယူထားပြီးပြီเนาะကိုစိတ်တိုင်းကြလေเนาะကိုလိုချင်တဲ့အရာတွေအကုန်လုံးကိုလေယူထားပြီးပြီအဲ့တော့သူတို့ဘွားလေးတွေကိုသူတို့ဆက်ပြီးတော့မှတော့အေးချမ်းตายရစွာလျှောက်ကြပါစေပိုကောင်းတဲ့ယောက်ျားတယောက်နဲ့တွေ့လို့ရှင်လေလက်တွဲသွားကြပါစေရှင်တို့တွေကအိမ်ကမိမောက်လေကွာလဲမကွာနိုင်ဘူးကွာလဲကွာမပေးဘူးเนาะဒီဘက်ကเนาะဒုတိယမိန်းကလေးညမှာရှိတဲ့မိန်းကလေးတွေကြတော့လေရှင်တို့ကလက်လွတ်မပေးခြင်းဘူးဒီမိန်းကလေးတွေကိုကြတော့လေ ရသည်မအစီအနှစ်ကိုအကုန်လုံးလိုချင်တယ်ပြောပါစို့ရှင်တို့အရင်အတ္တကြီးလို့ရကြတယ်နော်မိန်းကလေးတွေကိုကျမတို့နှမချင်းလေးတွေကိုချင်းစာပါအဲ့တော့သူတို့တိတိအင်းနဲ့မိုက်ခဲ့ရင်တော့မှသူတို့ဒီသူတို့မိုက်မိတာကိုတိလို့မှားတာကိုတိလို့ပြင်ညင်နေဆိုရင်ကျမပြောတာဟိုသူတို့ကိုပြင်ဆင်ခွင့်လေးတွေပေးပေးကြပါဘာလို့ဆိုရှင်တို့တအားကြီးပေါ့နော်ဘဝတွေကိုနှိမ့်မုန်းအောင်လို့ပို့ပြီးမှ ဟိုမနှိမ့်ကြစေချင်ပါနဲ့ရှင်တို့ချစ်တယ်ချစ်တယ်ကပြောတာဒီခလေးမလေးတွေပေါ်မှာရှင်တို့ဘက်ကနေပြီးတော့မှနော်မတရားသဖြင့်အနိုင်ကျင့်တဲ့အပိုင်းတွေအများကြီးပဲကျမကိုလာပြောကြတယ်အဲ့ဒါတွေကိုကြားရတာစိတ်မချမ်းသာဘူးအဲ့တော့ရှင်ရင်ပြောမယ်ကိုကကိုကိုမိမနဲ့ကိုနော်အတူနေရတာနော်စိတ်ထဲမှာ ဟိုပြောရမယ်ဆိုရင်မရောမတင်းတိမ်နိုင်လို့နောက်ထပ်ထပ်ပြီးတော့မှနောက်ထပ်မင်းကလေးတွေနဲ့ထပ်ပြီးမှပတ်သက်ခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့ပတ်စံပေးပြီးအဒရူနီလိုရတဲ့အမျိုးသမီးတွေရှိတယ်။သွားအဒရူနီပြီးရင်တခါလေဇလန်ကိုဖျက်ခဲ။နော်ငွေကြီးနဲ့အခါချင်းဝင်ယူပြီးမှစီဝါရှာစားတယ်မင်းကလေးတွေကလည်းကိုစီကိုနော်လာတဲ့အဲ့တဲ့ကိုကိုရဲ့တာဝန်ကိုတရားချင်းပြီးသွားတဲ့အခါမှာဇလန်းကိုဖျက်ဆက်ပြီးမှသူများအိမ်တော်ဘက်ကိုဆက်ပြီးမှပတ်သက်ခြင်းနဲ့ကျမပြောချင်တာနော်ဒီလိုမျိုးတွေဒါသူ့အကဲနဲ့သူ ထားတယ်ဆိုလို့ရှိရင် ဘာမှကျမတို့ဒီပြဿနာတွေဖြစ်လာစရာအကြောင်းမရှိဘူးเนาะပြောချင်တာမယားကြီးတွေအနေနဲ့ကလည်းเนาะယောက်ျားရဲ့တဘာဝရသူတို့သွားကြမှာပဲเนาะယောက်ျားတရားမှာအယောက်85ယောက်လောက်ကတော့သွားတာပဲသွားမှာပဲတည်အောင်သွားတာရှိမယ်မတည်အောင်သွားတာရှိတယ်အဲ့တော့တည်ရင်လည်းဒီခါလေးမှာမတည်ကြအောင်ဆောင်းလိုက် ပြောရမှာပါလေเนาะကျမတို့မတည်စေနဲ့မတည်အောင်လုပ်เนาะပြီးပြဿနာတော့တခါတည်းအဲ့နေရာမှာရှင်းငယ်ပြီးရင်ကွန်တုံးတော့ နော်ယောဂပူတွေတဲမလာခဲ့နဲ့ဒါပဲကျမတို့မှလို့ရမယ်ကျန်တာတွေသွားပြီးကျမတို့ဇုအတင်းသွားပြီးမှတောက်ဆုံနေလို့မရဘူးသူတို့ရဲ့ဒီယောက်ျားတွေသူတို့ရဲ့အတိညာသူတို့ရဲ့စဉုံုံတွေကတော့သူတို့ရဲ့အုံနောက်နဲ့သူတို့ကသူတို့ပိုင်းခြားဆုံးဖြတ်ပြီးမှပဲလုံမှပဲဒါတွေကဟိုပေါ့နော်အဆင်ပြေပဲကိစ္စတွေဖြစ်နေတဲ့ကြောင့်မို့ကျမတို့မိန်းမတွေဘာမှသွားပြီးလုံလို့မရနိုင်ဘူးနော်အဲ့ဒါခါကျတော့ ယောဂါဖိုးတွေမကူးဆက်ဖို့နံပါတ်၁ပြောရမယ်နံပါတ်၂ကသူများသားပြူသမီးပြူလေးတွေရဲ့ဘဝကိုကျမတို့เนาะဟိုထိုက်တန်တဲ့ဘဝလေးတွေကိုသွားဖို့ရတော့ကိုတော့လွတ်လပ်ခွင့်လေးတွေပေးတဲ့နည်းလို့ကျမဒီကနေပြီးမှမြစ်တရရကန်နေတယ်เนาะဟိုယောက်ျားပြပြသားသားအမလို့နှမလို့ကိုအမေလို့เนาะကိုချင်းစာပြကြပါဒါလောက်လေးတော့ဟိုဘယ်လိုပြောရမလဲပေါ့เนาะယောက်ျားစံပေးပါဗောယောက်ျားပြသားပေးပါဗောเนาะအဲ့ဒါလောက်လေးတော့ကျမမြစ်တရရကန်ပြစီเนาะ